ဒီနေ့ဆရာသင်ပေးမယ့် note matter ဆိုတာ stylish writing လို့ခေါ်တဲ့အစမြင့်အင်္ဂလိပ်စာရေးနည်းတဲ့မှာပါပါတယ်အဲ့တော့ဒီနေ့ဒီစာပိုင်းကလေးကိုရေးလိုက်ရုံနဲ့ဆရာရဲ့လက်နာတွေက note matter ဆိုတာပါလဲဆောင်းသိတော့အောင်ပါပဲဖြစ်ပါတယ်ကြည့်တော့အဲ့ဒီ exam စာကြောင်းလေးတွေကိုတော့ဆရာအလွယ်ဆုံးဖြစ်အောင်ဖန်တီးထားတယ် note matter ဆိုတာပါလဲဆိုတာကြည့်လိုက်ရအောင် number 1ဘာပဲနေရာကိုပဲတွားတွားအဲ့လိုမျိုးဖြစ်ချင်အောင် note matter where subject verb နဲ့ရေးရယ်ဘာပဲနေရာကိုပဲတွားတွားနောက်ငါဘလောက်ပဲအလုပ်များများဒီဘလောက်ဆိုတာမျိုးဖြစ်ရင်တော့ရေးချင်တော့ note matter how adjective subject verb ဆိုတာနေရပါတယ်။နောက်ကဘာပြဿနာပဲရင်ဆိုင်ရရင်ဆိုင်ရအဲ့လိုမျိုးဆိုရင်တော့ no matter what now ဒါမှမဟုတ် subject verb အလိုမျိုးလိုက်ရပါတယ်။ဒီပုံစံလေးကိုသိပြီဆိုလို့ရှိရင်ဘာပဲလုပ်လုပ်ဘယ်နေရာပဲတော့တော့ဘသူနဲ့ပဲတွေ့တွေ့ဒီလိုအနေအထားမျိုးပြောတတ်ဖို့အတွက် no matter မသိရေလို့မရဘူးပေါ့နော်။အဲ့တော့ဆရာသင်ပေးမယ်။အဲ့တော့ဆရာညီလေးရေးလိုက်လမ်းနာများခဏလေးဒီနေ့တော့မရေးကြည့်နေဘူးဆရာပဲရေးပြအောင်မယ်။ငါဘယ်နေရာကိုပဲတော့တော့ဆိုတော့ no matter အဲ့ပြီးရင်ဘာလာမလဲဆိုရင်ဘယ်နေရာပဲဖြစ်အောင်ဝဲဝဲပြီးရင်ဘာလာမလဲ subject verb ငါသွားတယ်ဆိုတော့ where i go comma အဲ့ဒါဘာလို့အဓိပ္ပာယ်ထွက်လဲဆိုရင်ဘယ်နေရာကိုပဲငါသွားသွားဒီလိုပဲထွက်တယ်ငါမိသားစုကတော့ငါနှလုံးသားမှာပါဆိုတော့ my family subject ပြီးသွားပြီ subject ပြီးသွားပါလဲဆိုရင် verb လာမယ်ပေါ့ငါနှလုံးသားထဲမှာရှိတယ်ဖြစ်တယ်ဆိုတာပြရအောင် is လို့ထည့်လိုက်မယ်အဲငါနှလုံးသားမှာဆိုတော့ in my heart my family is in my heart ငါဘယ်ဘက်သွားသွား မိသားစုကနှလုံးသားမှာမိသားစုပါသွားတယ်ပေါ့ငါဘလောက်ပဲအလုံများများဒီဘလောက်ဆိုတာဖြစ်အောင် how adjective နဲ့ရေးမလို့ဆရာပြောထားတယ်ဆို no matter how adjective ကလိုက်ရှာအလုံများဆိုတာ adjective လေ b u s y busy how adjective ပြင် subject က9ဆိုတော့ i အမှအထက်စာမရှိလို့မထင်နဲ့ busy ဆိုတဲ့ adjective ကိုတော့ဒီဖြစ်ဖို့အတွက် msr မှာထည့်ရသေးတယ်ပုံစံလေးက style နဲ့ writing လို့ခေါ်တာ style နဲ့ရေးတဲ့ပုံစံဖြစ်နေလို့ဒါလေးကိုဆရာဒီနေ့ရှင်းပြပေးမနက်ဖြန်ဆရာလန်တာမျိုးအဲဆရာကိုပေါ့ရေးခိုင်းကိုပေါ့ရေးခိုင်းမယ် ဝင်ရဆရာရှင်းပြမယ်မနက်ကစာကြောင်းလေးပြီးရောဆရာလည်းနိုင်ရေးသင်ဆရာအဖြစ်ပြန်လိုက်ပြီးမယ်ဒီနေ့ကတော့ခဏလေးနားလည်အောင်ကြည့်လိုက် no matter how busy i am ဒါ no matter where subject verb ဒါ no matter how agitated subject verb ငါဘလောက်ပဲအလုပ်များများငါနေတဲ့လူတို့ကိုခေါ်ဖို့ကြိုးစားပါတယ်ဆိုတော့ i เนาะ subject ပြင် verb ကိုသွားမယ်ကြိုးစားရဲဆိုတော့ try ခေါ်ဖို့ဆိုတော့ to call အလုပ်ဖို့လဲဆိုသူတို့ကိုဆိုတော့ them i'm trying to call them နေတိုင်းဆိုတော့ every day ပေါ့ e v e r y day တော့အဝေးမှာရောက်နေပြီမဲ့လေအလုပ်တွေများနေပြီမဲ့လေတနေ့တစ်ခါတော့သူတို့ပုံရတော့ခေါ်လိုက်ဖို့တော့ငါစူးစမ်းပါတယ်။ဘာပြဿနာပဲရင်ဆိုင်ရရင်ဆိုင်ရ။ဘာပြဿနာဆိုရဲဘာဆိုရင်ကွက်ကိုတော့မဲ့ no matter ဘာဆိုတော့ what now ထဲမှာပြဿနာဆိုတော့ problem ငါရင်ဆိုင်ရတယ်ဆိုရဲ subject ပဲထဲမှာเนาะငါရင်ဆိုင်ဆို i face ငါရင်ဆိုင်ရတယ် subject verb ဟောမှာ ဲ့ဒါဘယ်လိုအိဗယ်ဆက်သွားလဲဘာပြဿနာပဲငါရေဆိုင်ရရေဆိုင်ရသူတို့ရဲ့မေတ္တာပြဟောခေါင်းအားပေးပါတယ်သူတို့ရဲ့မေတ္တာဆိုတော့ they are love ဆက်ကြပြီးသွားပြီဖတ်ကိုရေးမယ်ပေးတယ် give ချက်ချင်းမေတ္တာဒီစီတို့လိုမရရတဲ့ကြောင့်တစ်ခုခင်းအကောင့်ဒီမနောက်တခုရင်းလို့သဘောထားတာဖြစ်ပြီးဘဝမှာအစထရတယ် give ဘယ်သူပေးရလဲငါကိုဆိုတော့ me ဘာကိုပေးရလဲခွန်အားပေးရဆိုတော့ strength c i n g t h strength strength ဆိုတာခွန်အား give me strength ဘဝကဘလောက်ပဲခက်ခဲခက်ခဲဘလောက်ဆိုတာဘာပြန်လာမလဲဟောင်းပြန်လာမယ် no matter how ဒီ adjective လာမယ်ခက်တာ hurt ဘဝဆိုတော့ the life is ဘဝဘလောက်ကြီးပဲခက်ခဲခက်ခဲငါမိသားစုကငါအများတန်းငါနဲ့တူရှိပါတယ်ငါမိသားစုဆိုတော့ my family subject being verb ကိုသွားမယ်ရှိတယ်ဖြစ်တယ် is အများတန်းဆို always ငါနှင့်အတူဆိုတာနှင့်အတူဆိုတာ with me လို့ရ with i လို့ရေးလို့မရအောင်เนาะဒါ preposition ဒါအင်္ဂလိပ်စာအောက်တက်ခြေပုံစံ30မှာအခြေခံပါတဲ့သင်ထားပြီးဒါ preposition ရဲ့နောက်မှာ go နဲ့ဆုံးတဲ့အလုံးကျွန်တော် go ပဲလဲလို့ရမယ်ကျွန်တော်ဒီစားလိုက်လို့မရအောင်တစ်ချက်လောက်ပြန်ဆေးရအောင် no matter where i go my family is in my heart no matter how busy i am i try to call them every day no matter what problems i face they are love give me strength no matter how has the life been my family is always with me ဒါဘာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ဆိုတဲ့ဟာတွေကို no matter နဲ့ရေးလို့ရရင်ဆိုတော့ဒီနေ့သင်ပြီးပြီလက်ဖက်ကြရင်လေ့ကျင့်ခန်းလေးလုပ်မယ်ဒါတော့နေ့တစ်ချက်လောက်ပြန်ပြီးတော့လေ့ကျင့်ပြီးတော့မှတ်သားပါနေတိုင်းလိုစူးစမ်းလေ့ကျင့်မယ်စူးစမ်းမယ်ဆိုရင်အင်္ဂလိပ်စာကိုခြေခံနေပြီးတော့ကျွမ်းကျင့်ပိုင်နိုင်တဲ့အထိ level တစ်ခုကိုရောက်လာမှာဖြစ်ပါတယ်အားလုံးပဲစူးစမ်းကြပါ fight နေပါ